ရှာနှောင်းပြေနီးပါမိပါတိုင်းဟာမိမိသားသမီးကို စင်စည်းလို့မြင်ရန်ပြီးကောင်းစားစေချင်တာတဘာဝပဲဖြစ်ပါတယ်။ရှာနှောင်းပြေနီးပါလို့ဆိုရတာကတော့တချို့မိဘမဆန်တဲ့မိဘတွေဟာသားသမီးတွေမွေးထားပြီးမိမိသားသမီးကိုလိမ္မာရေးချရှိအောင်ဆုံးမသွန်သင်တာပညာသင်ကြားပေးတာအဝေအစားဆင်မြန်းပြီးအစာရေစာကျွေးမွေးတာတွေကို မိမိတို့တနိုင်သမျှလှုပ်တင်သမျှမလှုပ်ကြပဲတကူကောင်းဆန်ကမိမိတို့အတွက်ကိုသာဦးစားပေးနေထိုင်တတ်ကြလို့ပါပဲတချို့ကတော့မလိုချင်လှပဲတာသမီရလာလို့တံပိုးမထားပဲတာဝန်ကျေုံ ကျိုးမွေးဆောင်လျှောက်ပြီးကြီးလာတဲ့အခါဘယ်လိုခိုင်းစားကြမယ်ဆိုတာကိုပဲအလေးထားကြပါတယ်ကျွန်တော်တို့ငယ်စဉ်ကတောရွာမှာကြီးပင်းလာကြရပါတယ်ရွှဲတူအတော်များများဟာ နွားကြောင်လဲတဲ့ဆင်းပြီးအရွယ်နဲ့မမြထင်းခုံမျက်စင်းကောက်ဆိုင်ပြို့နှုတ်ငားမြငားဖန်လုံးကြရပါတယ်မိဘဖြစ်သူတွေရဲ့အသိဉာဏ်ပညာခေါင်းပါမှုတကူကောင်းဆန်ကအရက်တော့ဖဲရိုက်တန်းရှာ အတင်းဖြင့်ပြောကြပြီးခလေးတွေကို မနိုင်ဝန်ထမ်းစေကခိုင်းစားကြတာများပါတယ်ကျွန်တော်ရဲ့မိခင်ကိုပင်အိမ်နီးနားချင်းတွေကဟဲ့နင်သားတွေကို ဘာဖြစ်လို့မခိုင်းစားပဲကြောင်းထားနေရတာလဲသူတို့ကိုခိုင်းစားရင်နင်လဲပိုဝင်ွေရပြီးတက်တောင့်တက်တာလဲနေနိုင်တာဗောလို့ဆိုပြီးဆွဲကြပါသေးတယ်ဒါပေမဲ့အမေကငါသားတွေကိုဒီလိုပင်မန်းလာတဲ့အလုပ်တွေကိုဘာမှမလုပ်ခိုင်းဘူးငါသားတွေပညာတက်လေးတွေဖြစ်အောင်ငါပညာသင်ပေးမယ်ဆိုပြီးစာအုပ်ဖို့အလွယ်တကူ မရှိတဲ့အခါမှာသူ့နာကနှဒောင်းကို ရောင်းပြီးသားတွေကိုစာအုပ်တွေဝယ်ပေးခဲ့တဲ့အမေရဲ့စေတနာနဲ့ယေရှုတရားကို အမဲတတိမမေ့နိုင်ပဲဖြစ်နေမိပါတယ်ဒါကတော့အမေရဲ့သားတွေအပေါ်စေတနာထားပြီးအခြားသူတွေက ခိုင်းစားဖို့တိုက်တွန်းပေမဲ့ကြီးမားလာတဲ့မေတ္တာကြောင့်သားတွေပညာရေးတိုးတက်ဖို့ကိုပဲစူးစမ်းအားထုတ်ခဲ့ပါတယ်ဒါကတော့မိဘအများစုရဲ့ မေတ္တာစေတနာဖြစ်ပါတယ်တချို့ကြတော့လေအယက်တော့ဖဲရိုင်အပြင်းထူပြီးသာသမိရှိရေးကိုစဉ်းစားတွေးကအားပေးမှုမပြုဘဲလောလောလတ်လတ်မိမိတတ်တာရေးဝင်ဝင်တိုးပါရေးကို အလေးထားသူတွေလည်းမနှဲလှပါဘူးတကယ်တော့သာသမိတွေကိုစုံးမပဲ့ပြင်တွင်တင်ရမှာကလေးတွေရဲ့အသက်အသိဉာဏ်တွေနဲ့သူတို့ရဲ့စိတ်နေသဘောထားပေါ့ မူတီဆောင်ရွက်ပေးကြရသလိုသူတို့ရဲ့ဝါသနာအကျဉ်းစရိုက်ကိုလည်းအလေးထားရမှာဖြစ်ပါတယ်တကယ်တော့သုံးနှစ်သာအထိစဉ်းစားဆင်ခြင်တမှုတိတ်မရှိသေးလို့သူတို့ကိုစုဆုံးမှချောင်းလန့်ခြင်းဖြင့်ဆုံးမဖို့ခက်ခဲပါတယ်။ဘာကြောင့်အရင်စုခံရတယ်ဆိုတာမသိနိုင်ကြတဲ့အတွက်ချော့မော်တာပုံတူပတ်စတွေပြောပြတာစုတွေချင်းမြင့်ပေးခြင်းအပြင်အပေးဆုံးမမှုဟာ အသုံးဝင်လာပါတယ်အသက်9နှစ်6နှစ်ကနေ10နှစ်17နှစ်အရွယ်မှာတော့စဉ်းစားဆင်ခြင်တတ်မှု ਨੇ ပါသေးပြီမဲ့လဲအကြောက်တရားနဲ့ချီးမြှောက်မှုကိုတိတက်လာပြီဖြစ်လို့စုပေးတံပေးစနစ်နဲ့ဆုံးမမှုဟာပိုပြီးအကျိုးဖြစ်စေနိုင်တာမို့ဒီအရွယ်အပိုင်းအခြားမှာတော့ချောမော့တိမ်သွင်းလို့မရတဲ့အခါမှာစူပူချိန်ပေါင်းပြီး လိုအပ်တဲ့အခါနောက်အလားတူအပြစ်တွေမလို့ရဲစေဖို့ ချောင်းလန့်ရိုင်းနှက်တဲ့အထိတချို့ကဆောင်ရွက်ကြပါတယ်။ဒီလိုဆုံးမမှုမျိုးက နောင်ခါမှာမိဘတွေအပေါ်မကျေနပ်မှုတွေအာဃာတရန်ညိုးတွေဖြစ်ပေါ်စေတတ်လို့တတ်နိုင်သမျှအသုံးမပြုသင့်ပါဘူး။မိဘတွေ ကိုယ်တိုင် နမူနာကောင်းပြပြီးခလေးတွေကိုလည်းလိမ်မာစေကဇာရိတာကောင်းမွန်တဲ့တငယ်ချင်းတွေနဲ့ပေါင်းသင်းဆက်ဆံစေဖို့ဖန်တီးအားပေးခြင်းတွေပြုကြရပါလိမ့်မယ်။ အများနဲ့ဆက်ဆံတတ်ပြီးတကူကောင်းစိတ်ထားမှုနှဲပါစေဖို့စုပေါင်းဆောင်ရွက်ရတဲ့အားကစားလှူရှားမှုတွေမှာအာပေပြီးပါဝင်လှူရှားကစားစေတာစုပေးတံပေးမှုတွေနဲ့ထိန်းချောင်းပြုပြင်ပေးကြရမှာဖြစ်ပါတယ်အထူးအရေးကြီးတဲ့အချက်ကတော့၁၂နှစ်ကနေ၁၈နှစ်အထိဆယ်ကျော်သက်အရွယ်တွေကိုစုံးမပြုပြင်ရတာပဲဖြစ်ပါတယ်ဒီအရွယ်မှာသူတို့တွေဟာတငယ်ချင်းတွေကို ခင်မင်တွေ့တာပြီးကြီးမားတဲ့အရှက်အကြောက်လဲရှိကြပါတယ်သူတို့ကိုဆဲဆိုချိန်မှရိုင်းနှက်ဆုံးမလို့မရသလိုချောမော့ယုံနဲ့လည်းသူတို့ရဲ့ယုံကြည်ခံယူချက်ကို မပြောင်းလဲနိုင်ပါဘူးသူတို့ရဲ့ခင်မင်ယုံကြည်လေးစားမှုကိုရရှိအောင်မိမိကိုယ်တိုင်ကလည်းပြုမှုနေထိုင်ကျင့်ကြံပြီးနမူနာပြကသူတို့ကိုလည်းအကျိုးအကြောင်းပြဆွေးနွေးသဘောပေါက်စေမှုကိုအကြိမ်ကြိမ်ဆောင်ရွက်တဲ့အခါ မိမိဖြစ်စေခြင်းနဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိစေနိုင်ပါတယ်။ဒါဟာရေဘူးရသဘောမှန်ကန်နိုင်ပေမဲ့တူးချင်းစီရဲ့စိတ်နေသဘောထားအတိအမင်အချင်းစရိုက်တွေပေါ်မှာလဲမူတည်ပါတယ်။ဆယ်ကျော်သက်အရွယ်ကို အများရှိမှစူပူရိုင်းနှက်တာအရှက်ရစေဖို့အပြစ်ဒဏ်ပေးတာ ဥပမာ ကရုံးကွက်ကြားရိတ်တာလေပင်မှာစာတန်းချိတ်ဆွဲပြီးတငယ်ချင်းတွေရှေ့မှာရက်ခိုင်းတာ လမ်းလျှောက်စေတာ စားတဲ့လူတိတ်ခါကို ထိခိုက်ကြဆင်းစေတဲ့ဆုံးမမှုတွေဟာအတုံးမဝင်လာသလိုကလေးကိုလည်းစိတ်လိုက်မှန်ပါလုံနိုင်စေကဒုက္ခအတွင်တက်ဆင်းနိုင်စေသလိုဆုံးမပဲ့ပြင်သူမိဘတွေကိုလည်းကိုစိတ်နှစ်ပါးစင်းရဲစေတတ်ပါတယ်လောလောလတ်လတ်မှာပဲကျွန်တော်ရဲ့မိတ်ဆွေမိသားစုတစ်ခုဟာဒီဆုံးမပြုပြင်ရာမှာတိရှိလိုက်နိုင်ရမယ့်နီလန်းစီကံကို လိလူရှူမီလို့မိမိတို့ချစ်လာတဲ့သားငယ်ကိုဆုံးရှုံးရတယ်လို့မိမိတို့အမားအတွက်တသက်တာလုံးနောင်နာတရားရကစိတ်ဆင်းရဲနေရမှာဖြစ်ပါတယ်ဖြစ်ပုံကကျောင်းနေပြန်ဖွင့်ရမှာနဝမာရန်တက်ရမယ်တားဖြစ်သူကိုဂိမ်းတွေမကစားဖို့ဆုံးမရာကနေမရတဲ့အတွက်မောင်းမဲချိန်မောင်းရိုင်းတဲ့ယုံနေမကကရုံးကွက်ကြတုံးပေးလိုက်တဲ့အခါစေကျော်တက်အွယ်တားငယ်မှာ ချိန်မိတ်တီးခံရပေမဲ့လည်းနောက်ဆုံးဆွဲကြိုးချကမိမိအသက်ကို အဆုံးစီရင်သွားလို့တားကိုကောင်းစားစေလိုတဲ့မိဘနဲ့ဆွေမျိုးသားချင်းတွေပူဆွေးတော့ကပြဘာရရောက်ကြရပါတယ်မိမိသားသမီးရဲ့စိတ်ဓာတ်သဘောကိုအကဲခတ်ပြီး သူ့အသက်အရွယ်လိုက်ပြောင်းလဲတတ်တဲ့စိတ်သဘောကို သိရှိပြီးအချိန်နေရာဒေတာအချိန်တွေပေါ်မူတည်ပြီးမလွန်မကျွန်း မြစ်စီမနီလန်းအရာစုံမတက်ဖို့လိုအပ်လာပါတယ်ကျွန်တော်ကတော့ကလေးငယ်စဉ်မှာစမ်းကျင်တဲ့စိတ်သက်ရှိတတ်လို့ချောမော့တိမ်သွင်းပြီးပုံမြင်တွေပြောပြတတ်သလို6နှစ်ကနေ17နှစ်အထိမှာတော့အနှဲငယ်နားလေသဘောပေါက်လာနိုင်ပြီးမို့ပြောဆိုဆုံးမတာစုပေးတံပေးနည်းနဲ့ပြုပြင်ဆုံးမကြဖို့အကြံပြုပါတယ်ဆယ်ကျော်သက်ရှက်သက်ခင်မင်တတ်တဲ့အရွယ်မှာတော့သူတို့အတွက် အချိန်ပေးနီနီကက်ကက်ပေါင်းသင်းဆက်ဆံပြီးကျိုးချောင်းပြဆွေးနွေးအကြံပြုကဆုံးမပဲ့ပင်ဖို့အထူးလိုအပ်လာပါတယ်သူတို့ရဲ့လူသိကအရှက်ဖြစ်စေမဲ့ဘလိုနီလန်းကိုမှအသုံးပြုကဆုံးမခြင်းမပြုလုံးမီဖို့မိဘတွေတတိထားရှောင်ရှားကြဖို့အကြံပြုတတိပေးလိုက်ပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့ဘုသူတာတွေအလားအပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှ video တွေကိုအခမဲ့နားဆင်နိုင်ဖို့အတွက်ဘီက notification bell ကိုလည်းနှိပ်ထားခဲ့ပါဦးအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ